ေဆိုလေမားလေကြာအတေယုတ်ကန်ဘူးဝင်လာတဲ့ပစ္စည်းတွေမားတန်ငယ်ချင်းနေဆိုလို့ရှင်သူကစက်ယုံလုံးနေအလုံးယုံလုံးထားတယ်အဲ့အလုံးစက်ယုံတွေကနေထွက်တဲ့ပစ္စည်းတွေက quality အရန်ကောင်းတယ်ဈေးကွက်ကတေယုတ်က3000ကျော်လောက်နဲ့ပြည့်တဲ့ပစ္စည်းကိုဒီမှာ2000ကျော်လောက်နဲ့လေ quality အရန်အရန်ကောင်းပစ္စည်းလေအရန်ကောင်းကိုယ်နိုင်ငံမှာတကယ်ထုတ်လို့ရရတယ်ရှိတယ် မြန်မာနိုင်ငံကပစ္စည်းကိုအထင်သေးပါနဲ့ကိုကိုတိုင်းထုတ်လို့ရှိရင်တကယ်ထုတ်ရင်တကယ်ရတယ်အမဆိုရင်အခုအသက်50ကျော်သွားလို့ငငယ်တော့လာဆိုလို့ရှိရင်တော်တော်လုံးအခုလည်းလုံးချင်တာလည်းညာရေကိုပိုင်ဘရန်လုံးချင်တယ်ညမ်းမယ်ဒါမလို့ဟိုအရင်တော့လည်းနမ်းလို့မရခဲ့ဘူးပေါ့နော်တန်းလို့မရခဲ့ဘူးစိတ်ကူးပဲရင်လို့ဖြစ်သွားတယ်အခုတငငယ်ချင်းတွေထုတ်တာရမ်းလာတယ်မနေ့ကတော့တွေ့ခဲ့တားလာတယ်2000ကျော်ပဲတွေ့နေစေရကိုပိုင်ဘရန်ထုတ်မယ်ဆိုကြတဲ့ဟာဥမာမတော်ကဆက်ဆောက်ဆုံးလုံးလုံးမယ်ဆိုကြတဲ့ဟာအရင်ကြီးနေရနော်နေရဆိုလို့ရှိရင်လည်းဒီမှာစက်စက်မှုစက်မှုဆုံးသွားလုံးမှရမှာ စက်မှုစုံသွားလို့ကသူကဝင်ရမယ်ဝင်ရမှာနဲ့အရင်းနည်းနဲ့ပေါ့အဲ့လိုလောက်သမားကတော့ပြဿနာမရှိဘူးသူအကြီးထုံမယ်ဆိုရင်အကြီးအတွက်ဒါကဟိုခေါ်လို့ရှိရင်ရတယ်ပေါ့နော်ဒါကတော့ဟိုရအောင်လုပ်လို့ရတယ်ကွာဆန့်အိတ်လိုက်မှလည်းပဆန့်အိတ်လိုက်ရှိတယ်မတို့ကလည်းပိုအမြောက်ဒီမြောက်ဖြစ်အောက်ခြေမှာဖြစ်တကယ်လို့အကြီးလုံးမယ်ဆိုတော့လုံးမယ်လောက်သမားရှိနေတာ ငယ်အရင်ကတော့လက်ခစားနဲ့သူများကြီးမှချုပ်တာအမ2000ခုနှစ်ကနေစပြီးကိုပိုင်လုပ်ခဲ့တာပါခုဆိုနှစ်20ကျော်ပြီအော်ဆက်စားတော့ကတော့ဒီလိုစက်တွေလဲစက်တွေဆိုတာလဲဒီလိုစက်ယုံကြီးစက်ကြီးတွေမဟုတ်ဘူးခြေနှင်းလေးတွေနဲ့ပေါ့ခြေနှင်းလေးတွေနဲ့စပြီးတော့အဲ့ခြေနှင်းလေးတွေနဲ့မှကိုပေါ့တက်နိုင်တဲ့ပိုင်မှာဂိုက်ထိုးလေးတွေဝယ်တာပေါ့ဂိုက်ထိုးလေးတွေတမျိုးမှ၄၅ဂိုက်၄၅ဂိုက်အဲ့လိုမျိုးလေးတွေဝယ်ပြီးတော့ပဲစခဲ့ရတယ်ဒီစည်းဝယ်ရတဲ့အခြေအနေတွေကတော့လူအသက်အသက်တစ်ခုလည်းနဲ့ဘဝကြီးလုံးဝချားသွားတယ်လို့ပြောင်းလဲသွားတာပေါ့နော်အများကြီးပေါ့အဲ့ချိန်တုန်းကတော့အရင်မှ9000 10000လောက်နဲ့မှစခဲ့တာလေ အခုချိန်မှာလို့တော့မဟုတ်ဘူးပေါ့နော်။နောက်ပိုင်းလွန်ခဲ့တဲ့9နှစ်လောက်ကဆိုလို့ရှိရင်တော့ဒီလောက်လောက်မဆိုးဘူးပေါ့။အခုကတော့နင်းနေရအများကြီးရင်းရတယ်ပေါ့။ဒီဇိုင်းကတော့အမပထမတော့ကဒီလိုလေးတွေမဟုတ်ဘူး။အာသူ့ခေတ်ကအခြေအနေရပေါ့။အမတို့ဈေးကွက်နဲ့ညှိပြီးတော့ချုပ်ခဲ့တာတွေပေါ့။အရင်တုန်းကတော့စခုံးလေးတွေပါလေးတွေအဲ့လိုချုပ်တာပေါ့။အခုချိန်ကျတော့အဲ့လိုမျိုးစုံပေါ့။ shopping လည်းချုပ်တယ်ဒါအခုမှဒါဒီကြာချုပ်နေလို့။ထမင်းကြိုင်အချုပ်တယ် shopping ချုပ်တယ်။အာပိတ်သားတွေနဲ့ဖော့တွေနဲ့ခံပြဆိုတော့မျိုးစုံချုပ်ရတာပေါ့။ ခက်ခဲတာပေါ့အရင်တော့ဆိုရင်ကိုယ့်ဘာကိုတနိုင်ချုပ်တဲ့ဖြစ်တဲ့အတွက်တနိုင်ဆိုပေမဲ့လို့လေပေါ့နော်အမကကြိုးစားတဲ့ခါကျနည်းနည်းလေးခွာပြပါတယ်နော်အဲဆိုတော့ခေါင်းရွက်ပြီးသွားရတယ်ခေါင်းရွက်ပြီးတော့ခိတ်ကိုကားခိတ်ကိုသွားတယ်ခေါင်းရွက်ပြီးတော့ကားခိတ်ကလည်းပြန်လာရတယ်လဲသာဆိုလို့ရှိရင်အဲ့အထုပ်တွေကိုခေါင်းပေါ်ရွက်ပြီးတော့ပဲသွားရတာအခုချိန်ကြီးရတော့မှကိုယ့်ဘာကိုကားလေးပါရင်သွားနိုင်တာပေါ့နော်အဲ့လိုအကြက်ကလေးအများကြီးရှက်ပေါ့အရင်လေးဆိုမကြားထဲမှာဒီနှစ်ပေါင်း20မှာပြောပြရလို့ရှိရင်20ကျော်မှာအရင်ပြုတ်လိုက်အဲပြန်ပြီးတော့ပျောက်ထဲချက်ချက်အကျွေးတင်လိုက်ချက်ချက်လေးနေရပါပေါ့ အဲ့လိုမျိုးတွေပဲနည်းနည်းပဲကြော်ဖြတ်ခဲ့ရတာဆက်ဆဲအများကြီးရှိခဲ့တာဒါအခုတော့နည်းနည်းလေးတက်ရှူချောင်းလို့ပြောတော့မရဘူးဒါတော့မှပဲတက်ရှူချောင်းလို့လို့နဲ့ပြန်ကြက်သွားတာကိုကအဲ့တော့ပြောမယ်ဆိုလို့ရှင်တော့ကာတော့တရုတ်ပစ္စည်းနဲ့ရှင်ရတယ်များတော့အဖြစ်မများတော့အဖြစ်မတို့ဈေးကွက်မှာချိုင်းနာနဲ့ပဲရှင်ရတယ်ဟိုဟိုရိုးတရားတော့ဒီတက်ပိုကောင်းတဲ့ပစ္စည်းကြတော့အမြင့်နိုင်မနဲ့မဟုတ်တော့ဘူးအာဒီချိုင်းနာပစ္စည်းနဲ့မတို့ကရှင်ပြီးတော့ဟိုပါပြတယ်သူကကုံချောကုံချမ်းကိုသူတို့တွင်းတယ်အမတို့ကဒီသူတို့ရှင်ရတဲ့ကုံကုံချောလဲတွင်းတယ်သူတို့က ကုန်ကြောလဲသွင်းကုန်ကြမ်းလဲသွင်းဆိုတော့သူတို့ပစ္စည်းနဲ့ရှင်ဖိုင်းရတယ်အဲ့တော့ကကြတော့ဈေးတွေကလည်းဟိုတကယ်ကိုကိုဈေးကြတော့ဟို quality ကောင်သူတို့ကမကောင်းဘူးဆိုပေမဲ့လို့လဲဟိုသူတို့လည်းပို quality ကောင်းရတယ်မှာသူတို့က accessory တွေနဲ့အစအလားရှင်လာတဲ့ကြတော့ပိုလှနေတယ်ပိုလှနေတဲ့ခါကျတော့ခိုင်မာမှုတွေဘာလို့ဆိုတော့မတို့ရအောင်ပိုအောင်ပိုကောင်ခိုင်မာအောင်မယ်ခိုင်အောင်မယ်အဲ့လိုမျိုးနဲ့ရှင်းရတာပေါ့အဲတရုတ်ပစ္စည်းနဲ့ရှင်ခိုင်ဖိတ်ခဲ့ရတယ်အခုကျတော့တော်တော်လေးဟိုဘယ်လိုပြောရမလဲ အာတရုတ်တော်မှာပဲပစ္စည်းတောင်တောင်းတောင်းတွေတိတ်ပြီးတော့ဝင်လာလဲနဲနဲဝါတယ်။အမားတို့ကလည်းမိုက်ပစ္စည်းရတဲ့ဈေးတွေအများကြီးလဲအရင်နဲ့ဆိုင်အများကြီးတက်လာတယ်။အဲ့လိုမျိုးတွေနဲ့ပဲဖြတ်ကျော်ခဲ့ရတာပေါ့။အခုအချိန်နေရအရင်လွန်ခဲ့တဲ့9နှစ်လောက်ကနေဆိုရင်အများကြီးကွာခြားသွား။အရင်နည်းလဲကွာခြားသွားပြီးအာဘတ်ဟိုပြောရလို့ရှိရင်ဘတ်ဂျက်ကလည်းကွာခြားသွားရပေါ့နော်။ပို့ရတာယူရတာစတလားတာဘတ်ဂျက်ကစကွာသွားပါပြီ။အမားကတော့ဈေးကွက်ထဲဝင်တို့ရတာလဲခက်တယ်။အမားနဲ့အတူတူဒါမှမအားကြတော့အမားရဲ့ဟိုဟာရှိတယ်ဆရာရှိတော့ဆရာကနေပြီးတော့အမားကိုဒီထဲမှာဒီလိုဒီသူ့နာမည်နဲ့ သူ့ရဲ့ logo နဲ့ logo တော့မဟုတ်ဘူးပေါ့ကွာသူသူ့ရဲ့နောက်မှာ background မှာသူ့ရဲ့အိတ်ချုပ်လုပ်ငန်း superman အိတ်ချုပ်လုပ်ငန်းဆိုပြီးတော့သူ့ရဲ့တပည့်ပါဆိုပြီးတော့ဝင်ရတဲ့အတွက်မဆေးကွက်ထဲဝင်ရအခက်ခဲမရှိခဲ့ဘူးဒါပေမဲ့လို့ကိုမကိုတိုးရတဲ့ခါကျရင်ရင်းနှီးနဲ့လှုပ်သမားနဲ့အဲ့လိုမျိုးတွေတိုးရတဲ့ခါကျတော့ဟိုကတော်လေးတယောက်တကိုယ်တည်းနေနဲ့ခက်ခဲခဲ့တာပေါ့အခုကတော့ဈေးကွက်ထဲမှာနေရတဲ့နေရရသွားပြီပေါ့ရသွားပြီကိုလုံးနိုင်နေဆိုကိုလုံးကိုပစ္စည်းဆိုလို့ရှိရင်လိုချင်တဲ့လူများနေပြီအဲ့လိုမျိုးပေါ့နော်အကူကလှုပ်သမားတွေပါကြအခုခက်ခဲရလှုပ်သမားခက်ခဲ အခုကြအလိုက်တင်လေးလိုမျိုးတော့မျောနေရတာပေါ့နော်လိုက်တင်လည်းအားလုံးကလည်းဝယ်တဲ့သူတွေကလည်းဥမာဆိုင်သမားတွေကလည်းမားတို့နားလဲပေးတယ်နားလဲတယ်သူတို့လည်းဈေးကွက်ထဲမှာဒီဈေးကွက်ထဲမှာလဲပတ်နေတာဒါပေမဲ့အမကလုံသမားပြဿနာပဲအဓိကအမရဲ့လုံသမားတွေ10နှစ်ကျော်လောက်လုံနေတဲ့လုံသမားတွေ20လောက်လုံနေတဲ့လုံသမားတွေကတချို့ကအကြောင်းမျိုးနဲ့ပေါ့နော်တခြားပြောင်းသွားရတယ်စက်ရုံတွေပြောင်းသွားရတာမျိုးရှိအမဈားထဲမှာနည်းနည်းလေးဟသွားတဲ့အချိန်ပေါ့နော်နည်းနည်းလေးအချိန်သေးသွားတဲ့အချိန်ပေါ့အရင်ရက်သွားတာမဟုတ်ဘူးမရက်ခဲ့ရဘူးတခါမှအဲ့လိုမျိုးအချိန်မှာအမအခုလက်ရှိဖြစ်တဲ့ပြဿနာတော့ လုံသမားပေါ့အခုကုံကျုံကထွက်မယ်ဆိုရင်အမအတင်းတိုင်းတာနဲ့ဆိုရင်အများကြီးထွက်တလောက်ပေါ့ရောင်းလို့ရတယ်အမအခုဒီဘက်မှာဒီဘက်ဈေးကိုပို့ရင်ဟိုဘက်ဈေးကိုမပို့နိုင်အဲ့လိုမျိုးတွေရှိတယ်အခုကလုံသမားပြဿနာပေါ့ကုံချမ်းပြဿနာတော့လောက်မဟုတ်သေးဘူးကုံချမ်းဈေးကြီးတယ်ဈေးကြီးသလားဝယ်ဈေးလိုက်ဝယ်ပေါ့ဈေးတိုင်းမလိုက်ဝယ်ဝယ်လို့ရတယ်အဓိကလုံသမားပြဿနာတက်နေပါအမလည်းလိုအပ်ချက်ကပစ္စည်းလိုအပ်ချက်ကိုသွင်းသွင်းလာကိုသွင်းလို့ရတယ်ပေါ့အမကနေရာတစ်ခုရနေတာပေါ့20ကျိုးဆိုတော့မနုပစ္စည်းဆိုလို့ရှိရင်ဂျုံကြီးတာမျိုး အဲ့လိုမျိုးယူကြတယ်အမမင်္ဂလာဆေးကိုသွင်းနေတယ်ဆိုတင်းကြီးဆေးမရောက်နိုင်တင်းကြီးဆေးသွင်းပြီဆိုရင်မင်္ဂလာဆေးမရောက်နိုင်တခြားဂျားထဲမှာတခြားကုံတွေဝင်သွားရင်အဲ့လိုမျိုးဖြစ်တာအမအတွေ့အကြုံညာပြောတာအခုအမလုံးသမားခေါ်တယ်အခုဒီမှာခေါ်လိုက်တဲ့ကလေးတွေလာလျှောက်တယ်သူတို့ကအိမ်ချုပ်တတ်တယ်အိမ်ချုပ်တတ်ပဲမလို့အမတို့တွေကကြာကိုကျိုးတွေဖောင်းကျိုးတွေပါတယ်အဲ့လိုမျိုးတွေခါကြတော့အဲ့အိမ်ချုပ်တတ်တဲ့လူတိုင်းကအမတို့ပတ်စံရင်ချုပ်လို့ချုပ်တတ်အဲ့လိုဖြစ်တဲ့ပြဿနာပေါ့အဓိကကတော့အာမော်တာချုပ်တတ်တယ် မော်တာချုပ်တယ်ပဲလို့မမတို့အိတ်ကိုမကျွမ်းကျင်ဘူးမမတို့ဆက်သမားလေးဆိုဒီနေ့ကိုအနည်းဆုံး2000ကျော်ရတာရတယ်ဆက်သမားချုပ်တဲ့ဆက်သမားတွေကဒီအောက်လက်တွေကတော့ဒီလိုမရောက်တော့ high hyper တွေအဲ့လောက်မရဘူးဒါပေမဲ့ဆက်သမားတွေအဲ့လိုမျိုးရတယ်ရတာရတယ်ဆိုမလို့လေသူတို့ကကြတော့နည်းနည်းလှုပ်လှုပ်သက်ညာရင့်လို့ပေါ့အခုမှဝင်မဲ့လူတွေကကြအဲ့လိုကြောက်ကြတာငါတို့ကဒီဟာကိုချုပ်တယ်မှာမဟုတ်ဘူးပတ်စံအိတ်ဆိုချုပ်တယ်မှာမဟုတ်ဘူးအဲ့လိုထင်လို့ကြောက်ကြလို့ညာတော့အဖြစ်နေတော့ကြတော့အမတို့လက်ရှိလုံနေတဲ့လူတွေကလျှော့သွားတယ်နိုင်ငံသားထွက်တာတွေပါအဲ့လိုမျိုးတွေရှိတယ် ်အမားတို့ကအရင်တော့ဆိုရင်လဲသားတကိုက်ကို90တက်မယ်ဆိုသူကကြာပြီပဲ90တက်ဖို့ရုပ်လေဟာဝယ်သူတွေနဲ့တို့လေ customer နဲ့ညှိကြတာပေါ့ငါတို့90တော့တက်မယ်ရှေ့ပတ်လောက်တော့တက်မယ်အခုကတော့ message ပို့လိုက်တယ်လဲသားတကိုက်900တက်ပါလေကွာခဏဆို message ပို့လိုက်တယ်ဩကိုလည်းလက်ခံလိုက်တယ်အဲ့လိုမျိုးကြီးဖြစ်သွားအဲ့လိုအရန်ကွာချချက်ဖြစ်သွားတာနော်ဈေးတစ်ခုကို3900နဲ့9900ဖြစ်သွားပါပြီဈေးကလည်းတော့မရတော့ပါဘူးအဲ့လိုပြောပြီးတော့ message ပို့လိုက်လဲအမားတို့ကအဲ့ဒါကိုလက်ခံအဲ့ဒါကိုသွားပြီးတော့ဝယ်သူဝယ်တဲ့ဘက်ချမ်းမှာကြတော့နောက်နဲ့ပစ္စည်းပို့တဲ့ဘက်ချမ်းမှာကြတော့ ကျမရောဒီကိုပစ္စည်းလေးမှာ1000ကျော်တာ2000တန်းကျမတစ်လုံး900တက်ပါတယ်ဆိုတွမ်းပြီးတက်လို့ညာအဲ့လိုရှိတယ်မတို့ကစာနာစိတ်နဲ့အဓိကအလုပ်သမားထိမ့်ပြီးသွားမယ်အာအဆင်ပြေတဲ့ခါကျရင်ဈေးလေးနည်းနည်းပါအဆင်ပြေနေွားတယ်ဆိုရင်ကိုအဲ့လိုမျိုးတအားကြီးအမျက်မရှိရတော့မဟုတ်ဘူးအမျက်လည်းအရန်လိုအရင်တော့လိုမျိုးညံ့ညံ့တာမျိုးပေါ့မြညားတဲ့အမျက်နဲ့တက်တောင်တက်တာမရှိဘူးကွာပြောရဈေးသွားဝယ်မယ်ဆိုရင်တော့အနည်းဆုံး3560မှာပါပဲနဲ့ဒီတက်စီတစည်းစားတော့မရအဲ့လိုမျိုးဖြစ်နေ ဒီလိုဇစ်တဲ့အေးဆိုလို့ချင်းဒါ၄သိန်းကျော်ပြသွားဖြစ်သွားပြီရင်းနှီးတစ်သိန်းကျော်တစ်သိန်းကျော်တစ်သိန်းဒါ၄၄သိန်းကျော်ဖြစ်သွားဘာလဲ၃၄၀၀ကိုတက်သွားတက်သွားအများကြီးကတော့ကမှာမဟုတ်အများကြီးတက်အမလီတချို့တွေဆိုလေမားလေကြာအတေးယုတ်ကဘုံဝင်လာတဲ့ပစ္စည်းမားတငယ်ချင်းတွေဆိုလို့ချင်းသူကစက်ယုံလုံးနေတယ်အလုံးယုံလုံးထားတယ်အဲ့အလုံးစက်ယုံတွေကလည်းထွက်တဲ့ပစ္စည်းတွေက quality အရန်ကောင်းတယ်ဈေးကွက်ကတေးယုတ်က၃၀၀၀ကျော်လောက်နဲ့ပြည့်တဲ့ပစ္စည်းကိုဒီမှာ၂၀၀၀ကျော်လောက်နဲ့လေ quality အရန်အရန်ကောင်းပစ္စည်းလေအရန်လှကိုယ်နိုင်ငံမှာတကယ်ထုတ်လို့ရတာရှိတယ်မောင်ကြီးထုတ်လို့ရပါတယ် ရနိုင်တယ်မှပြောမနေနဲ့သူတို့စီရပဲဒါမဲ့လို့လဲကုံချမ်းကတော့ဝင်တာပေါ့ကုံချမ်းကတော့သူတို့ဒီဈေးကွက်နဲ့အဆင်ပြေတဲ့ကုံချမ်းတို့သူတို့တော့တုံးကြတယ်မြန်မာနိုင်ငံကပစ္စည်းကိုအထင်မသေးပါနဲ့ကိုကိုတိုင်ထုတ်လို့ရှင်တကယ်ထုတ်ရင်တကယ်ရတယ်အမဆိုရင်အခုအသက်50ကျော်သွားလို့ငငယ်တော့လာဆိုလို့ရှိရင်တော်တော်လုံးအခုလည်းလုံးချင်တာလည်းများဟဲ့ကိုပိုင်ဘရန်လုံးချင်တာရမ်းမယ်နော်ဒါမှလို့ဟိုအရင်တော့လည်းနှမ်းလို့မရခဲ့ဘူးပေါ့နော်တန်းလို့မရခဲ့ဘူးစိတ်ကူးပဲရင်တယ်လို့ဖြစ်သွားအခုငငယ်ချင်းတွေထုတ်တာရမ်းလာတယ်မနေ့ကတော့တွေ့ခဲ့တယ်တားလာတယ်2000ကျော်ပဲတွေ့နေစေရ ကိုဝင် brand ထုတ်မယ်ဆိုကြတဲ့ကဥမာမတို့ကဆက်ဆောက်ဆုံးလုံးလုံးမယ်ဆိုကြတဲ့ကအရင်ကြီးနေရနော်နေရဆိုလို့ရှိရင်လည်းဒီမှာစက်မှုစက်မှုဆုံးသွားလုံးမှာရမှာစက်မှုဆုံးသွားလုံးကသူကဝင်ရမယ်ဝင်ရမှာနဲ့အရင်ကြီးနဲ့ပေါ့အဲ့လိုလုံသမားကတော့ပြဿနာမရှိဘူးအကြီးထုတ်မယ်ဆိုရင်အကြီးအတွက်ဒါကဟိုခေါ်လို့ရှိရင်ရတယ်ပေါ့နော်ဒါကဟိုရအောင်လုပ်လို့ရတယ်ကွာပစံအိတ်လိုင်းမှာလည်းပစံအိတ်လိုင်းရှိတယ်မတို့ကလေဟိုအမြောက်ဒီမြောက်ဖြစ်အောက်ခြေမှာဖြစ်တကယ်လို့အကြီးလုံးမယ်ဆိုတော့လုံးမယ်လုံသမားရရှိနေမှာ လုံသမားအလောက်လောက်တွေဝမ်းပြည့်ဘူးအဲ့လိုမျိုးရနိုင်တယ်